ကုသိုလ်ကောင်းမှုလုပ်ရင်ရည်ရွယ်ချက်ကောင်းရောကောင်းတဲ့ရည်ရွယ်ချက်သည်စေရနာကောင်းစေရနာကောင်းရင်ကံကောင်းမယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်လို့ဆိုဒါတော့အဲ့ဒါမှအရေးကြီးတဲ့အချက်တစ်ခုဘုရားမသာဝင်သူတော်စင်နေအနေနဲ့နှစ်စင်နဲ့အမြမဟာဒုတ်သမိုင်းကြောင်းကိုပြန်လည်တတိယသောအဖြစ် မဟာဒုတ်မြတ်သပိတ်စေရံမဲဖောက်ပြီးတော့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရှုပ်ွားတော့တန်ဃာတော်တွေကိုဆွန့်ကပ်ခွင့်ရတယ်ဘုရောဘုရားကိုပူဇော်ခွင့်ရတယ်လို့ဆိုတာဟာမြတ်သပိတ်ပေါ့လို့မြတ်စွာဘုရားကိုရှုပ်ွားတော့မှဆွန့်ကပ်ခွင့်ရပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်ကံကောင်းတယ်လို့ပဲပြောအောင် မြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်။တကယ်တတ်တော်တင်ရှာဘုရားကိုယေရှုပြီးတော့နော်စိတ်ကိုဓာတ်နုထားနိုင်မယ်ဆိုရင်အကျိုးတူတယ်လို့တော့မြတ်စွာဘုရားဟောထားတိတ်ထန်တေနေဘူးတေစာပိသမေစိတ်တေတမန်ဖလံတတော်တိရှာမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့မြတ်စွာဘုရား ဆိုအားသို့ကိုကဖရာပြိနိဗ္ဗာန်စံမှလူဖြစ်တယ်ဆိုပြိနိဗ္ဗာန်စံသွားတဲ့မြတ်စွာဘုရားအေးဖရာတတော်ထင်ရှားရှိတော့ကတွေးလိုက်ရတဲ့ပုဂ္ဂိုလ်တွေကဖရာတတော်ရှိတဲ့အချိန်မှာဖရာကိုတိုက်ရိုက်လှူပါအဲ့ဒီမှာတတော်ထင်ရှားမြတ်စွာဘုရားကိုလှူရတာရဲ့ မြတ်စွာဘုရားကိုယေရှုပြီးတော့ပြိနိဗ္ဗာန်ဆံသွားပြီးတော့မှလှူရတာရေအဲ့ဒီလှူရတဲ့မဲ့အချက်နှစ်ခုမှာစိတ်ဓာတ်ကိုတူနိုင်အောင်တူအောင်ပြင်ထားမယ်ဆိုလို့ရှိရင်အကျိုးကြီးတူတယ်လို့ဆိုတယ်အဲ့တော့ကိုယ်ပေါ်မှာပဲစိတ်နေသဘောထားကိုပဲပြင်ရမှာဖြစ်တယ်အဲ့တော့များသောမိမဲပေါင်းတဲ့ပုဂ္ဂိုလ်ဟာမိမိကိုယ်စိတ်ထဲမှာခံစားချင် အေးတစ်ချိန်တုန်းကကသဝဗုဒ္ဓရဲ့လက်ထက်မှာကသဝမြတ်စွာဘုရားကသပိတ်ပေးလိုက်လို့ရသွားတယ်မဟာတုတ်ချင်းကံကောင်းလိုက်တာဘုရားကိုဆုံးကပ်ခွင့်ရသွားတယ်ငါလည်းပဲသူ့ဤသူပဲမြတ်စွာဘုရားကိုယေရှုပြီးတော့ဆုံးကပ်ခွင့်ရတယ်လို့ကံကောင်းလို့ဆုံးကပ်ခွင့်ရတယ်လို့ဆိုပြီးတော့စိတ်အားတွေတက်ကြွပြီးတော့ ီတိဖြစ်မယ်ဆိုလို့ရှင်အကျိုးပေးဟာတူညီတဲ့အကျိုးကိုရရှိမှာဖြစ်တယ်